နီဂိုရိုကဘာချန်ပီယံနေအားလုံးပဲမင်္ဂလာပါဗျာဟုတ်ကဲ့ပါနီဂိုရိုပြီးခဲ့တဲ့လေးစယူနိုက်တက်အသင်းနဲ့ပွဲနေ့ကကျွန်တော်ကကံကောင်းစွာနဲ့ပဲเนาะ2နာရီမနေ့2နာရီမှာအလံပေးထားတယ်ဒါပေမဲ့အဲ့နေ့ကကျွန်တော်ကတကယ်တော့ဘောလုံးဝဲထားကြည့်မယ်ဆိုပြီးစောအိတ်တာဗျညာ7နာရီတော့ထဲကျွန်တော်အိတ်ရတယ်ဝင်ဒါပေမဲ့ကျွန်တော်အိတ်လို့မရပါနဲ့7နာရီလောက်မှအိတ်ပျော်သွားတယ် ိတ်ပျော်သွားပြီးတော့တကယ်တကယ်နိုးလာတဲ့အချိန်မှာအလန်းတွေပါလေကျွန်တော်ပြန်ပိတ်လိုက်တယ်တူတယ်။ငါးနိုင်ခွဲကြီးမှာနိုးလာအောင်။ငါးနိုင်ခွဲမှာနိုးလာတော့ဒေါသထွက်တာဟာပွဲကပြီးသွားပြီ။အဲ့မှာ goal score ကြည့်လိုက်တော့ Chelsea 3-1ဖြစ်ရမယ်ဆာ Leeds က3-1ဖြစ်။ Chelsea ရှုံးသွားတယ်ပေါ့နော်။ So ဒါကျွန်တော်လုံးဝမထင်ထားတဲ့ရလဒ်တစ်ခုဖြစ်တယ်။ Anson Maresca ရဲ့အခုနောက်ပွဲကြို press conference မှာလဲသူ့အနေနဲ့အဲ့ရလဒ်ကိုမထင်ထားဘူးလို့ ကျွန်တော်တို့ပြောသွားတယ်။ဒီမှာကျွန်တော်တို့ပြဿနာလေးတစ်ခုအကြောင်းပြောပြပါဦး။အဲ့ဒါဘာလဲဆိုကျွန်တော်တို့ပြည်သက်တွေကချက်စီတင်ရှုံးပြီဆိုကြပါဘူးဗျာ။ပွဲရလက်ကမျောလင့်ထားသလို ဖြစ်မလာတော့ဘူးဆိုရင်နည်းနည်းလေးအချင်းချင်းကြားမှာပြဿနာတက်ခြင်း၊ပြဿနာရှားခြင်း၊ victim လိုက်ရှာတာပေါ့နော်။ကျွန်တော်လွန်ခဲ့တဲ့ခုနှစ်နှစ်စလုပ်ခရေကဒီပြဿနာကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရတာအခု၈နှစ်ခုနှစ်၈နှစ်ကြာတဲ့အထိဒီ ဟာကမပြောင်းလဲဘူးနောက်တစ်ချက်ကကျွန်တော်ဒီမှာသတိပေးချင်တာလက်ရှိအနေအထားကချက်စီအသင်းနေပတ်သက်တဲ့ပြိုင်ဘက်တွေပုံမှာမူတည်ပြီးတော့ဒါပြိုင်ဆိုင်မှုပြင်းထန်အောင်လှုံ့ဆော်နေတဲ့အချက်လက်တွေအများကြီးရှိတယ်ပေါ့နော်အနေအထားချက်စီပုံမှာဖိအားလာပြီးလာပုံနေတယ်ချက်စီအသင်းပြိသက်တွေပုံမှာလည်းအဲ့ဒီဖိအားရှိတဲ့တယ်ပြောရရင်တော့ကျွန်တော်တို့ပြိသက်ပုံမှာဖိအားလာရှိရင်အဲ့လိုမျိုးဖိအားရှိအောင်လဲအဲလှုံ့ဆော်နေတဲ့ ပေးရှင်လည်းအများကြီးရှိတယ်တစ်ဖက်နဲ့တစ်ဖက်ကဘယ်လိုဖြစ်လာလဲဆိုတော့အထူးသဖြင့်ကျွန်တော်နောက်ပိုင်းသတိထားမိတာဆယ်စီတင်ပြိတ်သက်တွေကိုတာဂက်ထားလာတာမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီအချိန်မှာပြောချင်တာဗျာဟိုကိုအချင်းချင်းမှာဘာမဟုတ်တာနဲ့ပြဿနာလှုပ်ချင်တဲ့စိတ်ပေါ်လာရင်အဲ့ဒီဟာမျိုးမမှန်တာကောင်းပါတယ်အဓိကတော့ဒီလိုဟာမျိုးကကျွန်တော်တို့ဒီ YouTube မှာမတွေ့ရဘူးမတွေ့ရဘဲနဲ့ Facebook မှာပွဲပြီးသုံးသက်ချက်လာပြီဆိုရင် ဒါသူကအချင်းချင်းမချိန်နှက်ဘူးနှက်တာနေပဲပြဿနာလိုက်ရှာရတာပဲအကျွန်တော်ကတော့အဲ့မှာပြဿနာအရှာခံရဆုံးလူလူတွေကဗျမှန်ကန်မှု10ကမှာ9ခါလောက်မှန်ကန်အဲ့ဒီ9ခါမှန်ကန်တာကိုခေါင်းထဲမထည့်ဘူး3ခါလောက်မှမှတ်ထားတယ်ငါတို့ဒီဟာကိုပြောရမယ်ဆိုပြီး list နဲ့ပွဲပြီးတော့ကျွန်တော် list နဲ့ပွဲကိုမကြည့်လိုက်ရဘူးပေါ့နော်ကျွန်တော်တို့ကဟိုပြောရရင်တစ်ပေးနေတဲ့သူတွေလည်းမဟုတ်ဘူးဒါပေမဲ့ဖြစ်နိုင်ခြေပေါ်မှာကို့အသင်းနဲ့ပတ်သက်တဲ့ ပွဲတွေကိုသုံးသက်တယ်အဲ့မှာဘာတွေ့ရလဲဆိုတော့ဟာအကိုအကိုက10%ပေးထားရတယ်ပေါ့နော်ဒါပရီးမီးယားလိမလွယ်ဘူးပေါ့ဆိုတော့ကျွန်တော်က0%ပေးတာမဟုတ်ဘူးဗျတခါတခါဒီကိစ္စတွေကမလို့အပ်ပဲနဲ့ရှင်းပြနေတယ်ပါဆင့်နေချက်သဘောကိုနားမလဲတော့ရှင်းပြနေရကျွန်တော်အဲ့နေရာ Chelsea ကို80ရာခိုင်နှုန်းတော့ပေးထားတယ်အဲ့တော့ပွဲကြော်သုံးသက်ချက်လုံမယ်ဆိုတာပွဲပြီးသုံးသက်ချက်တက်ပိုခက်ဒန်နီယယ်ဖာကီဗျာတခါမှ Chelsea ကိုမနိုင်ဘူးတဲ့နီးဗျာ တိုက်စစ်ဖွင့်ခံတဲ့နီးပြ Chelsea အဲ့လိုတိုက်စစ်ဖွင့်ခံတာအရင်ကြိုက်တယ် Chelsea ကကျွန်တော်တို့ကပွဲမကန်ခင်ပုံမှန်သုံးသက်သုံးသက်ချက်ပေါ့နော်နီးပြအဖျားဝင်တယ်ကစားသမားတွေကလုံးဝ Premier League မှာကန်နိုင်တဲ့အရေးချင်းတော့မရှိဘူးပြအဲ့ဒါကိုကျွန်တော်ပွဲကြိုသုံးသက်ချက်မှာ Chelsea 80ရာခိုင်နှုန်းဟာလာတရေကြဖို့20ရာခိုင်နှုန်းနဲ့ Leeds United နိုင်ဖို့10ရာခိုင်နှုန်းလို့ပြောတာကျွန်တော်မှားတာမှမဟုတ်တာကျွန်တော်က Leeds ကို0%ကျွန်တော်ပေးတာမဟုတ်ဘူးလေကျွန်တော်10%ပေးထားတယ်ပါစနစ်တခုကျွန်တော်ပေးထားတယ်အကြိမ်များကျွန်တော်က Leeds United ကို0%ပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်မိုက်တာပေါ့ကျွန်တော်အပြစ်တင်လို့ရပါအခုကကျွန်တော်တန်းပေးထားသေးတယ်တဘောကသူ့မှာနိုင်နိုင်ချင်းနေနေရှိကျွန်တော်တို့ win နီးလွတ်အောင်လို့ကျွန်တော်တို့က10%ပေးထားနိုင်ချင်းရန်နေတယ်ပေါ့ဗျကဲနိုင်ချင်းနေတဲ့အနေထား Elan Road မှာသူတို့ကနိုင်သွားတယ်အဲ့တော့ကျွန်တော်ပြဿနာရှာစရာမလိုပါဘူးတစ်ချက်ကဘာလဲဆိုတော့ဟုတ်ကျွန်တော်တို့က percentage ရဲ့သဘောတရားကိုနားလည်ဖို့လို percentage ဆိုတာကျွန်တော်တို့ကနိုင်ချင်းများတယ်တရေကြချင်းများတယ်ဒါကိုကျွန်တော်တို့ကရွေးလိုက်တာ အဲ့တော့နားမလဲပဲနဲ့10%ပဲပေးလိုက်တယ်နှစ်ပွဲရှိပြီဆိုတော့မှားနေရတာမသိပထမတပွဲ10%ပေးတာဘယ်ပွဲလဲတော့ကျွန်တော်လည်းမသိဘူးတေချာတော့ကျွန်တော်ဒီ10%ပေးတာ Leeds United တပွဲပဲရှိရပါတော့ကဲထားပါတော့ဆိုတော့ပြောချင်တာဗျာအချင်းချင်းပြဿနာမလုတ်သင့်ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်နဲ့မှမဟုတ်ပါဘူးကိုအောက်မှာကိုမန့်မန့်နေတဲ့ Arsenal မဟုတ်ဘူး Chelsea တွေရပဲ Chelsea တွေရပဲ Arsenal တွေကပျောက်သွားပြီမလာတော့ဘူးတိတ်မတွေ့တော့ဘူး Chelsea တွေရပဲ Chelsea တွေရပဲဟိုကျွန်တော်ပြောတာမှားတယ်ပေါ့ တကယ်မှားမှားသွားရင်တော့ဗျာဟိုကျွန်တော်ပြောတာလီလီရှူလဲလို့ရတဲ့ကိစ္စကျွန်တော်ဥနာပြောကျွန်တော်တစ်ပေးနေတာမဟုတ်ဘူးလေကျွန်တော်ကကျွန်တော်အသင်ကိုချက်လို့ကျွန်တော်ကခံမှန်းမှုကျွန်တော်လောက်တာ vertic လောက်တာပြီးတော့ပွဲချို vertic ဆိုတာလည်းတည်တဲ့အတိုင်းလွယ်တာမဟုတ်ဘူးအဲ့တကယ်အပြစ်တင်ရမှာဘာလို့ပြစ်နေရမှာတော့ရှင်းရှင်းလေးပဲကျွန်တော်နဲ့ဘာမဆိုင်ဘူးကျွန်တော်တို့ကဒီကပြောနေရလူဒီကကျွန်တော်တို့ဝေဖန်နေရတဲ့သူတွေတကယ်အပြစ်တင်ရမှာ Maris Car နဲ့အဲ့ဒီ Chelsea အသင်းသားတွေပွဲထဲမှာတော်တော်လောက်ခဲ့တဲ့ Chelsea အသင်းသားတွေမဟုတ်ဘူးလားမဟုတ်ဘူးဒီမှာရှိရတဲ့သူအချင်းချင်းကိုပြဿနာကို ပတ်ပြီးတော့ blame တော့တာပဲဆိုတော့ကျွန်တော်အဲ့လိုမျိုးတွေတော့သဘောမကျပါဘူးအင်းဆုံးဝေဖန်မယ်ဆိုလို့ရှင်ငါဆိုရင်ရောဘလူမျိုး percent တွေပေးမှလဲဆိုတော့ပွဲမစခင်မှာအုတ်ဒီပွဲဗျာဘုံမောင်းတဲ့ Chelsea အဲ့တော့အဲ့လိုမျိုးနည်းနည်းကိုယ့်အကူစမ်းကြည့်ပါလား percent တွေဘယ်လောက်လောက်ဖြစ်နေလဲဆိုတော့ဆိုတော့ပြောချင်တာဗျာအခုချိန်မှာကျွန်တော်တို့ Chelsea တင်ပြိတ်သက်တွေကကိုယ့်အချင်းချင်းကြားမှာနားလည်မှုတစ်ခုနဲ့စည်းလုံးမှုတစ်ခုရှိဖို့လိုအပ်တယ်ပေါ့နော် အဲ့လိုမဟုတ်ဘူးပွဲရှုံးတာနဲ့ကျွန်တော်တို့ချင်းချနေမယ်ဆိုတော့ဒီတန်နေကပြီးဆုံးမှာမဟုတ်အဲ့ဒီမှာကျွန်တော် Liverpool အသင်းရဲ့ပရိသတ်တွေရဲ့ fan page ရှင်မှာကျွန်တော် Liverpool အသင်းကိုကျွန်တော်ချက်သဘောကျတယ်ကျွန်တော်တွေ့မိသလောက် Liverpool အသင်းရဲ့ပရိသတ်တွေနောက် Man City ထင်ပါတယ်အဲ့နှစ်သင်းရဲ့ပရိသတ်တွေပြည်တွင်းမှာပေါ့နော်သူတို့တွေစီးလုံးနေကြတုံတုံအချင်းချင်းပြဿနာရှာတိုင်းမျိုးကျွန်တော်သိမတွေ့ရဘူးဒီမှာအခုကဘလို့ဖြစ်လဲဆိုတော့တခုခုပွဲရလက်ကနှုံးနှင်းထားသလိုဖြစ်မလာဘူးအဲကမောက်ကမရလက်တခု ဖြစ်သွားပြီဆိုလို့ရှင်အချင်းချင်းချဖို့ကတာဆိုနေကျွန်တော်အဲ့အမျိုးတွေသဘောမကျပါဘူးပြီးတော့ဦးနာအဲ့လိုပြောသလိုပေါ့ခုနှစ်ခါမှန်ဗျာအဲ့ခုနှစ်ခါလုံးခင်ဗျာကိုမချီးကျူးသုံးခါမှမှတ်ထားတယ်မှတ်ထားပြီးတော့အာခင်ဗျာပြောတာကျွန်တော်ပြောလို့လေဟိုမှာဖြစ်သွားတာမဟုတ်ဗျာဒီတော့ရည်စရာကြီးကျွန်တော်ကဒီမှာပြောနေတယ်ကျွန်တော်မြမပြီးမှကျွန်တော်ပြောနေတယ်ကျွန်တော်ပြောလို့ဟိုကလူတွေဖြစ်သွားတယ်ဆိုရဲဟာလာသေးတယ်တောသားတောသားတွေရရှိသေးတယ်ကျွန်တော်ဒီမှာပြောလို့လေဟိုမှာဖြစ်သွားဆိုဟာဘာမှမဆိုင်ဘူးကျွန်တော်ကဒီမှာ SK ဆိုကြပါဆိုကျွန်တော် Chelsea သင်္ကစားသမားတယောက်ကို highlight ပြီးဆိုကြပါ တော်တော်လေးဟိုက်တာဟိုလူတွေကြားတာမှမဟုတ်တာဗျာဟာဟာခင်ဗျားတို့ကဟိုက်လို့ဟိုကစားမတွေဖြစ်ကုန်တာဆိုဟာဘာကြီးလဲနားလည်းမလဲဘူးတခါတခါကြားရယ်ဆိုတော့အခုဒီလိုမျိုးပြောတာတွေကတခြားအသင်းပြိတ္တတွေမဟုတ်ကျွန်တော်လဲအဲ့ကွန်မန့်မှာကျွန်တော်ကစာရီအရေးအများကြီးမရေးချင်ဘူးဗျာနောက်တစ်ချက်ကလည်းကျွန်တော်ရဲ့ပြိတ္တလေးတွေဖြစ်နေတယ်ဖြစ်နေပြန်တယ်တခြားတစ်ဖက်မှာသူတို့ကကျွန်တော်ကိုအားပေးနေတယ်အဲကျွန်တော်ဗီဒီယိုတွေသူတို့ကြည့်ပြီးတယ်အပြစ်လည်းမပြောလို့ပေါ့ဒါပေမဲ့နည်းနည်းဝေဖန်တဲ့အခါမှာ နည်းနည်းစဉ်းစားကြည့်ဖို့လိုတာပေါ့နော်ဟာငါဆိုရင်ရောသူ့နေရာမှာကဲပွဲမဆိုင်ရဲ့ဘုံဘုံနဲ့ Chelsea ဗျာဘယ်လောက်ပါဆန့်ပေးမလဲအရင်ဆုံးစာရဲထဲမှာချရည်လိုက်ပွဲပြီးတဲ့ result ကမှန်လားမှားလားအဲ့ဒါကိုကြည့်ကြည့်လိုက်ကျွန်တော်တို့ကပါဆန့်တွေပေးတယ်ဆိုတော့တော်တော်လေးအနည်းဆက်ဆုံးယူရတယ်ပေါ့နော်အဲ့တော့ Leeds နဲ့တဲ့အတင်းနဲ့ပွဲမှာတကယ်တော့ဒီပွဲကိုခံမှန်းခဲ့တဲ့သူတွေဘာမှမမှားဘူးကွင်းထဲမှာပြဿနာတက်တာ Leeds United ရဲ့အတင်းတုံ့ပြန်မှုအထင်သေးတယ် Enzo Maresca ရဲ့ပြဿနာရှိတယ်အဲ့ကျွန်တော်ဒီအကြောင်းကိုကျွန်တော်ပြောချင်တာပါအဓိကတော့ Enzo Maresca က သူကိုယ်တိုင်အထင်သေးတယ်အခုမှသာပြီးခဲ့တဲ့ press conference မှာအတူစင်ပေါ့တူစင်တေချာမကန်ခဲ့ဘူးလို့သူပြောတယ်အဲ့တော့အဲ့ဒီပွဲမှာ तू ကျွန်တော်တော့ပွဲမကြည့်လိုက်ရဘူးတစ်ချက်ကျွန်တော်တွေ့တာကတော့တော်တော်များများရဲ့ဝေဖန်ချက်တွေကကျွန်တော်ဖတ်ရတယ်အဲ့မှာဘာဖတ်လဲ तू natural full back ကို तू မသုံးအောင် receiver chain ကို तू အနားပေးတယ်ပြင်မလို့အပင်းနဲ့တစ်ခါထပ်ပြီးတော့ gusto ကိုအနားပေးတယ် gusto ကတူစင်ကိုပေးတာကနေပြီးတော့တူစင်ကနေပြီးတော့ဟာလာတူစီကနေပြီး league united ကစားသမားဝင်လူဝင်နေဟိုဘက်က Dominic Calvert-Lewin အတွင်းသွားတာကျွန်တော်တို့တွေ့လိုက်ရပါတော့ highlight မှာဆိုသူကထွက်လာတာဟိုမှားတယ်အဲ့အတွက်လည်းသူနောင်နာရတယ်ပေါ့သူအဓိကတော့ George Achian ပေါ့သူမတုံးလိုက်ရလို့နောင်နာရတယ်အတူစင်တော့သူက Sporting ကိုတော်ဝေဖန်သွားတယ်ကောင်းတယ်ကျွန်တော်ကြိုက်တယ်အဲ့ဒါကဘာလဲဆိုအခြားတစ်ဖက်မှာအဲ့ Chelsea တင်းရဲ့တာဝန်ရှိသူဆိုတော့ပုံကူတွေပေါ့နော်အဲ့ Chelsea တင်းရဲ့တာဝန်ရှိသူတွေရဲ့ပုံကူတွေကသူတို့က reserve value သူတို့လိုချင်တယ်တကယ်ဆိုပြ Disasi နဲ့တူစင်ကဘာများกว่าလို့လဲ ကျွန်တော်ပြိတက်ကတိတာပဲဒီစာစီလည်းငကြောင်ပဲတူစင်လည်းငကြောင်ပဲကွာဝါတာဆိုလို့ဒီစာစီကပေါင်တန်း30လောက်ပေးရတယ်တူစင်ကအလကားရလိုက်တယ်အလကားရတာယူပျော်ပြီးတော့အထိကတော့ကျွန်တော်နဲ့ကိုရံမှုနဲ့ရှေ့ဒီမှာဝေဖန်ခဲ့တဲ့ပုံစံတွေ Man City ရဲ့သူတို့ link တွေပဲသူတို့ပြန်ခေါ်တယ်ပေါ့ဗျာအဲတူစင်ဆိုတာလည်း Man City မှာတုံးခဲ့တာအခု Gideon ဆိုလည်း Man City မှာတုံးခဲ့တာအခု Leon Delap Delap ရဲ့ပြဿနာတဖြည်းဖြည်းနဲ့အချိန်ပေးဆောင်ရင်းဆောင်ရင်းနဲ့မဟန်တော့တဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့စောင့်ကြည့်နေသေးတယ် အဓိကတော့ဝေဖန်သူတွေကတုံ့တက်တာမနစ်ကလေးလိုချိန်မှာ Chelsea တင်းရအခုထက်ရမှတ်၄မှတ်တာတယ်ဗျာပြီးတော့မနစ်ကလေးလိုချိန်မှာ Chelsea တင်းရ striker ဖြစ်တဲ့ Nicolas Jackson က၈ဂိုးလောက်သွင်းတာ Chelsea ရဲ့ဂိုးသွင်းချက်ကလည်းမနစ်ကဒီချိန်မှာပုံများနေတယ်ပေကွန်းတော့ကလည်းမနစ်ကထက်ဒီနှစ်ကပုံများနေတယ်တဘောကဒီနှစ်ကရလပိုင်ကထိုးဆင်းနေတယ်နည်းနည်းလေးမနှစ်ကထက်တောင်မှမနှစ်ကနဲ့ရှင်တော့အခြေအနေမကောင်းဘူးမဘေးစီကမှအဆင့်လေးရောက်နေတယ်ဆိုပေမဲ့လည်းကျွန်တော်တွေးသလောက်ကတော့အဆင့်30ရအသင်းနဲ့ gap ကနှစ်မှတ်သုံးမှတ်ပဲရှိနော်အဲ့လိုအခြေအနေမှာအဆင့်30လောက်ကအသင်းကဟိုကျွန်တော်တို့အဆင့်၄ကိုအချိန်မီးရောက်လာနိုင်တယ်အဲ့တော့ Chelsea အခြေအနေမကောင်းသေးဘူးပေါ့နော်မကောင်းသေးဘူးဒါပေမဲ့အဲ့မှာတခြားခွင့်လွတ်မယ်ဆိုရင်တော့ခွင့်လွတ်လို့ရတဲ့ factor တွေတော့ရှိတယ်အဓိကတော့ Manchester City တို့ရဲ့နေရာကိုသူတို့အကာအကွယ်မပေးနိုင်ဘူးတစ်ချက်နောက်တစ်ချက်ကဘာစီနဲ့ Arsenal ဆွတ်ဆက်ကံလုံးကုံသွားတယ်ပေါ့ဒါပေမဲ့တစ်ချက်မှာလည်းတစ်ဖက်မှာလည်းဘာဖြစ်တယ်ဆိုတော့အဲ့ဒါတွေကို counter ပြန်ပြီးတော့ counter question လုပ်လို့ရတဲ့အရာတွေရှိနေ အတင်းကြီးရမင်းတို့တင်းနေလားတခြားအတင်းတွေကတော့ကံမနေဘူးလားကျွန်တော်ထင်တယ်လီဗာပူးဆိုလို့ရှိရင်ဘာဂျေဘန်တိုက်တို့ကံနေတာပဲဗျာရီယယ်မက်ဒရစ်အန်ဆလော်တီရဲ့300ဒီအခုမအဲဇာဘီအလွန်ဆိုရဲ့ယာဒီတောက်လျှောက်အဓိကတောက်လိုက်ကစားသမားတွေကံနေရတာပဲကဘာမှမရှိအတင်းကြီးတိုင်းကဒီလူဆင်းတော့အများကြီးတော့အပြောင်းလဲမလို့အဓိကကစားသမား15ယောက်လောက်ထားထားတယ်ဂိုးသမားအပါအဝင်ပေါ့နော် တဘောက outfit player 14ယောက်လောက်ရှိဝူဇမာ1ယောက်ဖယ်လိုက်14ယောက်လောက်ကိုအပြောင်းလဲမလုပ်ဘူးတဘောက်ပထမ line 17ယောက်ရယ်ရှေ့လယ်နောက်လဲမဲ့1ယောက်စီဒါပဲအဲ့တော့14ယောက်ကိုသူတို့အသေးထားပြီးတော့ကစားတဲ့အပေါ်မှာ champion အတွက်လည်းနှီးစက်တယ် arsenal ဆိုရင်ဒါမျိုးအများကြီးကျွန်တော်တို့တွေ့နေရတယ်သူရဲ့ first line ကိုမြင်ရတော့ကန်နေရတာပဲဗျဒီအချိန်မှာကျွန်တော်တို့ကပွဲဆက်များတာတွေစောင်းဟန်းပန်းတာတွေအဲ့ဒါတွေကတိတ်အထိပဲမရှိတော့ဘူး champion league ပြန်ကန်ရပြီဆိုရင်ဒါတွေကကျွန်တော်တို့ရင်ဆိုင်ရမှာပဲပြောရမယ်ဆိုမနစ်က အဓိပ္ပာယ်မရှိတဲ့ Europa Conference League တော့ကျွန်တော်တို့ကနှစ်သင်းခွဲကန်လို့ရသေးတယ်လေအခု Champion League တို့ဒီပြည်တွင်းဖလားတို့ဇက်တိုက်တလူမျိုးဒီဇင်ဘာမှာကန်ရတယ်မှာကျွန်တော်တို့ကဘာစင်ချင်းမှပြေးလို့မရအောင်ကျွန်တော်တို့တသင်းနဲ့ကန်နေရတာလည်းမဟုတ်အခုနပြောသလို Premier League ရအသင်းကြီးတန်းကဒါကိုရင်ဆိုင်နေရတာရအောင်ကြော်ဖြတ်ရမှာပဲအဲ့တော့စင်ကြီးပြီးတာကတိတ်တော့တဘာဝမကြဘူးကျွန်တော်တို့ကအဲ့ဒီပွဲပန်းနေဆိုစင်ကြီးကကျွန်တော်နောက်ပိုင်းမပြေးချင်တော့ကန်ရမှာပဲမတက်နိုင်ဒါကျွန်တော်တို့ကအသင်းအားလုံးကိုဒီဒီဇင်ဘာမှာ၈ပွဲတချို့အသင်း9ပွဲကန်ရမယ်ဆိုတာသူတို့ကြိုသိပြီးသား ဲ့တော့တို့ကြိုတင်ပြင်ဆင်ရမယ်လားနီးပြကြိုတင်ပြင်ဆင်ရမယ်အပိုင်းပါနော်အဲ့တော့လီဆက်ပွဲမှာတော့ကျွန်တော်တို့တွေ့တာတော့အဲ့ဒီပွဲထွက်လာတဲ့လူစင်အဆင်မပြေဘူးချာလိုပါရိုက်ဘက်ထွက်လာတာမျိုးအလဲမှာအရန်လေးတဲ့စဉ်းစားကြည့်ပါအောင်ဗျာဟိုကူကူရလာလည်းပွဲပန်းနေကဲပွဲပန်းနေအကြောင်းထဲ့မပြောဘူးဆိုမဲ့လိုအပ်လို့ထဲ့ပြောလဲမကူကူရလာလုံးဝမနာဘူးတခြားကစားသမားတွေလည်းမတူအဲ့ဒီကူကူရလာရဲ့ဒီမှာထဲ့ရတော့ဆိုတာအရန်လေးတဲ့ကောင်လေးဗာရီယာရှိလေးတဲ့တူစင်လေးတဲ့နောက်ပြီးတော့ခုနချာလိုပါကိုထက်ထည့်ရဲဆိုတော့စဉ်းစားကြည့်အောင်အဲ့လာမှာမှသူတို့အရှိမကာရဲ covering လုံးမှာက DM က အန်ဒရီဆန်ဒိုစ်ပြောရရင်ဟိုကက်ဆီလူမဟုတ်ဘူးဗျာအဲ့လိုအနေထားမှာ तू သုံးလိုက်တဲ့သူ့ရဲ့ pre match plan အဆင်မပြေတာ pre match plan ကိုပြတ်သွားတယ်ပြီးတော့ Leeds United ကတွင်းသွားတဲ့ goal ဆိုလို့ Chelsea တဲ့ cancel မှာတာဝန်ရှိတယ်လို့ဂိုးသမားလည်းသူ့တဲ့တယ်ကြီးလာတာဂိုးသမားရဲ့ position လည်းအောက်တယ်ပေါ့ဒီပွဲပြီးပြီးချင်းမှာအဲ့ Leeds United အသင်းပွဲပြီးပြီးချင်းမှာ Gary Neville ကတော်တော်လေးဝေဖန်သွားကျွန်တော်က Gary Neville ကို Roman Abramovich ကိစ္စနဲ့ပတ်သက်ပြီးမကြိုက်ပေမဲ့ Gary Neville ကတချို့ဟာတွေလွန်တယ်တချို့ဟာတွေမှာမဆိုးကောင်းတယ် သူပြောว่าเชลซีเนี่ยโกดมาเลยเชลซีเนี่ยอถองได้เสียเชลซีเนี่ยบะหูนอกขันเนี่ยกုံนี่บาบีกวนเลยอ่ะล้วยลูกไอ้3เนี่ยอ่ะเนี่ยอึดไม่ชิวเนี่ยพรีเมียร์ลีกไตเติ้ลลูบูด้วยอึดไม่ชิวเออ तू ပြောอ่ะမှန်တယ်အမှန်တရားပဲ तू ပြောว่าแกถ้าကျွန်တော်တို့อ่ะซันเชสကိစ္စကိုခွင့်လွတ်ပေးလို့ရတယ်လေถ้าဘာကြောင့်လဲဆိုတော့มาร์စကိုင်းဆက်တပ်ကြီးอ่ะมาနေတာဟုတ်เออ तू နောက်ပိုင်းအဲ့ဒါကိုပြန်ပြင်ဖို့ကြိုးစားရဲဆိုပေမဲ့ तू ထည့်ထားတဲ့ဒိုစင်ကသူ့ကိုပြန်ဒုက္ခပေးသွားတယ်အဲ तू ကတော့ဒီဒီနေ့ဘွဲဂျိုအချက်လက်မှာ तू တောက်လျှောက်ဒီဟာကိုပြောသွားပြီ तू မကြိုက်ဘူး ူစင်ကိစ္စကိုသူသဘောမကျဘူးဆိုတဲ့အကြောင်းသူပြောသွားပြီပေါ့နော်အဲ့တူစင်ကတော့ဒီဘက်မပါတော့သေးဂျာဘောက်သူအောက်တော့မှာဆိုတော့ကျွန်တော်တို့ဘုံမောင်တင်ရဲ့လူစင်ကိုဖြစ်နိုင်ပွဲလူစင်ကိုကျွန်တော်တို့စပြီးကြည့်အောင်ဘုံမောက်ကပြီးသွားတဲ့ဆယ်ပွဲမှာနှစ်ပွဲပဲနိုင်တယ်အဲ့ဒီနှစ်ပွဲအင်ွယ် နောက်ဆုံး၅ဘွဲမှာ၄ဘွဲရှုံးတယ်တပွဲတည်ကြတယ်ဒါပေမဲ့ရှုံးတဲ့အသင်းတွေက Aston Villa လို့လို့အသင်းမျိုးတွေ Brighton လို့အသင်းမျိုးတွေနဲ့မာတယ်ပေါ့ဗျာပြောရမယ်ဆိုရင်တိတ်ပြီးတော့စိုးစိုးရွားတော့မဟုတ်ဘူး तू ကနောက်တစ်ချက်က Bright ဒီ Bradford ဘုံမောင်တည်ရင်ဒီပြ Anthony Ira Ola Chelsea တင်တာဝန်ရှိသူတွေကြိုက်တယ်သူတို့ကြိုက်တယ် Gentleman Fit ကပဲလူငယ်တွေကိုတပြိုင်တည်းနဲ့ဆွဲတင် Enzo Maris ကမှတစ်ချက်ရှိရတော့လူငယ်တွေကိုသူကနေရာဆောင်ကလူငယ်တွေကိုတိုးတက်အောင်သူလုပ်ပေးနိုင်တယ်ပေါ့ ဒါပေမဲ့သူ့မှာလည်းအားနည်းချက်တွေရှိရဲ။ဘုံမောင်နီးပြသူနဲ့တော်တော်လေးဆင်။ကွင်းတွင်းကစားဟန်တော့မဆင်။ကွင်းတွင်း ideology ကတော့ကွာတယ်။ကစားကွက်အခင်းချင်းရောကွာတယ်ပေါ့နော်။ဒါပေမဲ့ဘာတွေ့ရလဲဆိုတော့အဲ့လိုပဲ position base ပဲခက်မြန်မြန်နဲ့ transition ပြင်ပြင်ဆော့မယ်။ကျွန်တော်အရင်မှာ sex fabricator ဆိုသဘောကျပါ။ဒါပေမဲ့အရင်ကြီးကျူးလို့မရသေးဘူးဆိုတော့သူကကိုမူဖြစ်နေတယ်။ series ဖြစ်နေတယ်ပေါ့နော်။ Ira Ola ရောလာလီကာမှာဘာလီကာနိုနဲ့အလုပ်ဖြစ်ခဲ့တယ်။ဘုံမောက်ကအဲ့ဒါကိုကြိုက်လို့ခေါ်တယ်။ရဲရဲကြီး ခေါ်ပြီးခန့်တယ်အစောပိုင်းမှာအဆင်ပြေဘူးပြီးတော့မနေ့ကအခြေအနေပြန်ကောင်းတယ်သူကလည်းခြေစွမ်းပိုင်း consistency မရှိဘူးသူ့ရဲ့အသင်ကပြက်လွယ်တယ်တက်လွယ်တယ်ဒါပေမဲ့တစ်ချက်ကပါလဲဆိုတော့သူတို့ရဲ့အဓိကကစားသမားတွေကိုရောင်းပြီးတော့ဘုံဘောက်ကငွေရှာထားတယ်တဘောပါဗျာမနေ့က center back မှာခြေစွမ်းပြထားတဲ့ဇာဘာနီယို PSG ကိုရောင်းလိုက်တယ်နောက်ကကျွန်တော်တို့ Real Madrid ကိုလည်းသူတို့ရဲ့နောက်ခံလို့ Hansen ကိုသူတို့ရောင်းလိုက်တယ်ဆိုတော့အဲ့ center back နှစ်အောင်လုံးရောင်းပြီးတော့သူတို့မှရှိရဲ့မနေ့က Senesi ကိုဒီကခိုက်တဲ့တွဲပေးထားတယ် တဘောအထိုင်အစ်စ်ဗျာဖူးဘက်တွေလည်းအစ်စ်တွေဂျီမီနက်စ်ကမနစ်ကကစားကစားခဲ့ခြင်းမရှိသလို true fat true fat ကလည်းကစားခဲ့ခြင်းမရှိအဲ့တော့ဘုံမောင်ရဲ့ခန်းစစ်၄ယောက်ကမနစ်က၄ယောက်လောက်မဟုတ်တော့ဂိုးသမားတွေကထက်တွေ့မယ်ဆိုပက်ထရိုဗစ်လည်းဒီနှစ်မှရောက်လာဆိုလုံးဝအစ်စ်ကြီးဗျာအဲ့ဒီအစ်စ်နေတော့မှ तू ကပရီးမီးယားလိမာယာဒီအစားရလပိုင်းကောင်းပြီ၅ဘွဲ့နိုင်အောင်ကစားထားသေးတယ်၄ဘွဲ့သေးရကြတာဆိုတော့မစိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ Lawson မှာ form ကအောင့်နေတယ်ချယ်ဆီနဲ့ medical ပြတ်ပြီးတော့အသင်းကိုပြန်လာတယ် Adams ကိုအင်္ဂလန်လေယူစင် Alaskon နဲ့ပြန်တွဲပေးထားတယ်၊ကွင်းလင်း Scott ဆိုရင်ဒါ Thomas Tuchel ကသူ့ရွေးတဲ့အထိဂျာမာသွားခြေစွမ်းပြလိုက်တယ်။ကျွန်တော်ဒီပွဲမှာဘုံမောက်တင်းရဲ့လူစင်းကိုလိုက်ကြည့်တော့သူက clip back ကိုထည့်ထားပြီးတော့လေးနှစ်သုံးတစ်ပေါ့နော်အဲ့ဒီပုံစံနဲ့သူတို့သွားမယ်လို့ဘုံမောက်ကယူဆထားတယ်။ဒါပေမဲ့ကျွန်တော်ကဘာမြင်လဲဆိုတော့ဘုံမောက်ကကျွန်တော်တို့ Leeds ကိုရှုံးသွားပြီးတဲ့နောက်မှာ Leeds ကအမှတ်လိုတယ်နီးပြဖီးယားဝင်ဘုံမောက်ကတော့နီးပြဖီးယားမရှိဘူး AC ပဲဒါပေမဲ့ ဘုံမောက်ကနိုင်ဝဲပြန်လိုနေတယ်ဗျနိုင်ဝဲပြန်လိုနေတဲ့ပုံမှာဘုံမောက်ဒီ Chelsea ကို Leeds ဘလို့ကစားသွားလဲသူတို့မြင်တယ်မျက်နှုံးတင်မယ်နောက်တစ်ခါကျွန်တော်တို့နောက်တစ်ချက်ကပါလဲဆိုတော့ physical battle အဓိက Leeds နဲ့ Chelsea နဲ့နေမှာ Chelsea နောက်ခံလူတွေမပြောနဲ့ Chelsea ကဒါ Aerial Jew တွေရဲ့အချက်အလက်တော်တော်ဆိုးတယ်တရားမှာ89ရာခိုင်နှုန်းလောက်တောင်ကျွန်တော်တို့အခုနအချက်အလက်ကြည့်တယ်89ရာခိုင်နှုန်းလောက်ဘောလုံးရှင်လူတာမရအောင်ဒါကိုသူတို့ကတွေးထားတယ်ဗျ Iraola လည်းဒါကိုတွေးမှာပဲပြီးတော့ ပြောရမယ်ဆိုရင်အဲ့ဒီ lead step ဘုံပေါ်ကအများကြီး on paper မှာရောတကယ်ကွင်းတွင်းမှာအများကြီးလို့ရကြရင်ရှိအများကြီးကောင်းတယ်မနှစ်ကလည်းဒါ Christopher Angungu ရဲ့နောက်ကျကိုးနဲ့နိုင်သွားတာပေါ့နော်ပြောရမယ်ဆိုဘုံပေါ်က lead ကိုတော့မနိုင်နဲ့ Chelsea ပေါ့အဲ့ဒီ Chelsea ဘုံပေါ်ကကောင်းကောင်းပုံပြီးတော့ဒုက္ခပေးနေသူတို့ရဲ့တော်မန်ကစားသမားဖြစ်တဲ့ Simon Nyo ဆိုလို့ရှိရင်ဒါအသင်းကြီးတွေနဲ့နာမည်ထွက်နေတယ်တော့ Tottenham Hotspur တို့ Liverpool တို့ မန်ယူနိုက်တက်တို့အဲ့လိုအသင်းတွေကစိတ်ဝင်စားနေတယ်တကယ်လဲပရီးမီးယားလိရဲ့ဒါစိတ်ဝင်စားစရာကောင်းတဲ့ဝင်ကတယောက်ပဲဘယ်ကြံရောညာကြံရောကစားနိုင်တယ်ကိုသွင်းရကောင်းတယ်ကစားပုံရိုးရှင်းပေမဲ့ထိရောက်တဲ့ထိုးဖောက်ပုံရှိအဲ့တော့ကျွန်တော်ရှေ့မှာ even newson မနှစ်ကတော့ penalty မဝင်လိုက်တဲ့ even newson ပြီးတော့သူ့ရဲ့နောက်ချံကျွန်တော်ကတော့ clay back ကိုဖြုတ်ပြီးတော့ croppy ဆိုတဲ့တယောက်ကိုကျွန်တော်သုံးတယ်အဲ့ croppy ဆိုတဲ့တယောက်က drd အစမှာတောက်လျှောက်ကိုသွင်းနေပြင်းစစ်တာပဲပြောရရင်ကျွန်တော်ဘုံဘုံမော့ရဲ့ကစားပုံကို သူတို့ website ဒီမှာဖော်ပြနေတဲ့သူတို့ဒီဘုံမောင်းနဲ့ပတ်သက်တဲ့ပွဲကြိုအချက်လက်တွေပြောသုံးသပ်ထားတဲ့လူတွေက clip back ထည့်ပြီးတော့၄နှစ်၃တက်ပေါ့ဒါပေမဲ့ကျွန်တော်ကအရာအိုလာနေရအနေနဲ့ကျွန်တော်ပြန်ပြင်တယ်လေးလေးတက်တက်ဒါမှမဟုတ်လေးလေးနှစ်ပုံစံကျွန်တော်ပြန်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော် Chelsea တင်းရဲ့အားနေတဲ့ဗဟုခံစစ်ကိုကျွန်တော်ဝင်ဆောင်နေတော့ပါအဲ့မှာ Evanilson နဲ့ Croppy နှစ်ယောက်လောက်ဆိုရင် Chelsea ခံစစ်ကပြနိုင်တယ်ပြီးတော့ Chelsea တင်းရဲ့တစ်ချက်ကဒီ ဘုံမောင်တဲ့ရဲ့ဝင်ကားတွေက lease နဲ့ပွဲရဝင်ကားတွေလို့ရှေ့ပွဲမှာကြုံခဲ့တဲ့ဝင်ကားတွေနဲ့မတူဘူး442 formation နဲ့သာလာလို့ရှင်အဲ့ဒီဝင်ကားတွေနှစ်ချက်နှစ်ကျွန်တော်ဘေးနှစ်ဖက်နှစ်ချက်ကတာဗာနီယောစီမန်ညိုရောဘယ်ဝင်ရောညာဝင်ရောအတက်အဆင်းကစားတယ်442 system မှာကျွန်တော်တို့တောင်မန်ကစားသမားညာတောင်မန်နဲ့ဘယ်တောင်မန်ကစားသမားတွေကဝင်ကားပုံစံထက်ကို midfielder ပုံစံဘက်ကိုပို့သွားတယ်အရင်တိုက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့442 flat ပေါ့နော်နောက်ကိုပြန်လိုက် တစ်ချက်ရှိတာအဲ့လိုမျိုးလိုက်ပြီးတယ်ဆိုလို့ရှင်တို့ခံစစ်တိုက်စစ်ကပြန်ပြီးတော့ကျွန်တော်တို့ဒါပြန်ပြီးတော့ chemistry ပြန်မိမယ်ခံစစ်တိုက်စစ်မျှဘုံမောက်ဘက်ကအကဲဘုံမောက်ကအဲ့လိုမျိုးပဲတို့နည်းနည်းထပ်ပြီးတိုက်ချင်တယ်ဆိုလို့ရှင်တော့တာဗာနီယောစီမန်ညိုရောချယ်ဆီတင်းရဲ့ full back တွေကိုဖိထားဖိထားနိုင်အဲ့တော့ဘုံမောက်တင်းကရာဒီအစအဟုတ်မလို့နဲ့နောက်ပိုင်းမှာတော့ပေးကုန်များတယ်ဆန်နစီယိုဒိုင်ယာကတ်ကိုချယ်ဆီတင်းကဂိုးသွင်းမယ်ဆိုသွင်းလို့ရတဲ့ခက်စစ်သမားတွေပဲ အားနေတယ်ပေါ့နော်။ဒါ Chelsea တင်းရဲ့လူစင်းရင်းအကြောင်းမပြောခင်ဘုံမော့ရဲ့လူစင်းပဲကြည့်ရတဲ့အခါမှာဂိုးသမား Petrovic အရန်ကြီးတော့အရန်မျောလင်းထားသလိုတော့ potential တခုရောက်မလာဘူး။သို့တော့ကာဝယ်နိုင်စွမ်းတော့ရှိရယ်။ Above average နဲ့အဲ့ဒီဂျားလေးတဲ့မှာရှိတချို့ပွဲတွေမှာလည်း less one ကောင်းတချို့ပွဲတွေမှာလည်းလွယ်လွယ်ကူကူဂိုးပေးရတယ်ရှိ။အရင်အမောင်းကြောင့်တော့မသိဘူး။ down နေကိုကန်တဲ့ဘောလုံးတွေဆိုတိတ်မဖမ်းနိုင်။အဲ့တော့ကိုးပါးမှာတော့ဒီပွဲသူ့အတွက် Petrovic က ပါမားအနေနဲ့ပက်ထရိုဗစ်အကြောင်းသိတဲ့ပုံမှာဘယ်လိုမဆိုဒါကူးသွင်းလို့ရတဲ့အနေထားပေါ့နော်နောက်မှဒီယာခိုက်နဲ့ဆနေစီဆနေစီဆိုမနေ့မနေ့ကတော်တော်ညံ့ပါတယ်ဟိုကျွန်တော်တို့ကြည့်ရတော့တိတ်အဆင်မပြေဘူးဂျီမီနက်စ်နဲ့ထရူဖတ်ကတော့အတင်အတင်ပေါ့ဒါပေမဲ့ကျွန်တော်တို့အဲဖန်တစီစော့နေတဲ့သူတွေဆိုလည်းသိပါတယ်ဒါဂိမ်းထဲမှာတလောက်ကြီးတော့သူတို့ရဲ့အချက်လက်တွေကပြောရတာခက်တယ်ပေါ့ဗျာဟိုအရင်ကြီးကောင်းမနေဘူးပေါ့ချက်စီတင်တိုက်စစ်ကသူတို့ကိုဖောက်မယ်ဆိုဖောက်လို့ရတဲ့ပုံစံမျိုး အလက်က Adams နဲ့ Scott ကတော့ကစားပုံကောင်းတယ်ဒါပေမဲ့ Leeds United နဲ့တုံးကတော့မှ Leeds ကမမထန်ထန်ကန်တဲ့အချိန်မှာ Chelsea တင်းကွင်းလည်ရတောင်မထိန်နိုင်ဘူး Reece James မပါအောင်လည်းပါတာပါနော်အဲ့ဘုံမောက်ကိုခြုံကြည့်တဲ့အခါမှာဘုံမောက်ရဲ့အရန်လူစင်းမှာအထောင်လိုက်စစ်အတွက် Ignas Union လို့လို့ Man City ထွက်ကစားသမားရရှိတယ်အရန်အရန် Squad Tap ကတောက်မနေဘူး Clive Bat ဂျန်နေပေါ့နော်အဲ့နှစ်ယောက်တော့ဂျန်နေသေးတယ် ဘုံမောလူစင်းကနောက်တန်းယော့တယ်ဂိုသမားလည်းဒီလောက်ကြီးအကောင်းကြီးတော့မဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်နောက်တန်းယော့တယ်ပက်ထရိုဗစ်ကအကြီးလက်စွမ်းပြပြီးလက်တောင်သွားတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့ဗျာအဲကွင်းလယ်မှာအဒမ်စ်နဲ့စကော့မစိုးပါဘူးဘယ်လန့်စ်ဖြစ်တဲ့ကွင်းလယ်ဒါပေမဲ့အရင်စိုးရင်ရတဲ့နေရာမှာမပါဘူးကျွန်တော်သဘောကျတာတော့ဘုံမောမှာတောင်မန်တစ်ဖက်ကကစားပုံမတူတဲ့စီမန်ညိုစီမန်ညိုကအတင်းဝင်ကျွန်တော်တို့ explosive wing ကပုံစံမျိုးပေါက်တယ်ဟိုဘက်ကတာဗာနီယာကတော့ pass တွေ cross တွေနဲ့ဖြတ်တင်ပေးတဲ့ပုံစံမျိုးပေါ့ လဲမှာ croppy က second striker center forward အဲ့လိုဆော့နိုင်လို့ even newson ကလည်း light လုံနိုင်တယ်ဆိုတော့ဘုံမမှာနောက်တန်းအရွယ်လို့နောက်တန်းနဲ့ကွင်းလဲရတော့တိတ်သဘောမကျအောင်ကျွန်တော်တိုက်စစ်ကတော့အားရသဘောက chelsea တင်ခန်းစစ်ကဂိုးပေးအောင်မယ်ပွဲပေါ့နော်ဘုံမကတိုက်စစ်ကဂိုးရလေအဲ့ကျွန်တော် chelsea တင်ဖြစ်နိုင်ခြေရှိရလူစင်းကိုကြည့်အောင် အဲ့ဒါကျွန်တော်ရဲ့ပွဲထွက်လူစင်တော်တော်များများ first line အပြီးပြန်ပါလာပြီပေါ့မပါလာလို့ကလည်းမရဘူးအဲဒီပွဲမှာတစ်စုံတစ်ခုချစ်ချွန်ရင်အခုနပြောသလိုအဆင့်30လောက်နဲ့ရမှဟရတယ်ပါမှာအောက်ကိုထိုးဆင်းလိုက်မယ်ကုသမဆန်းချက်ပဲကျွန်တော်ဒီမှာအရေးဆုံးပြီးတော့ HM ပေါင်းကိုကျွန်တော်ပြန်တုံးထားတယ်အဲ့လိုတုံးရခြင်းက HM ပေါင်းကိုမတုံးလို့နောင်နိုင်ရလို့အဲ Enzo Maris ကနောင်နိုင်ရတယ်လို့ press conference မှာပြောလို့တော့မဟုတ်ဘူး Enzo Maris ကလည်းအဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဗျာတိုးဆင်းဝရောင်ထုတ်ပြောရဲဆိုတော့သူ့စိတ်ထဲမှာဒီ တစ်ချက်ကဒီ resale value လိုချင်နေတဲ့ကောင်တွေကိုလည်း तू ပြောလိုက်တာကျွန်တော်ဒီအကြောင်းတွေကိုကျွန်တော်အရင်တည်းကပြောပါတယ်နီးပြအစိုးရက तू defender တယောက်လိုတယ်ဒါပေမဲ့အဲ့လိုပြောရတာလည်း Ansomeras ကိုကျွန်တော်ကာတာမဟုတ်ဘူးเนาะ lease နဲ့ပွဲရှုံးမွေးမှာသူ့ရဲ့နီးပြပိုင်း ownership ရှိဒါပေမဲ့အခြားတစ်ဖက်မှာအရန်ကစားသမားတွေဒီလိုမျိုးအခြေအနေရောက်လာတဲ့အချိန်မှာတော့အပြူရတာအရန်ခက်တယ်တဘောက तू ဝင်ခံသွားရဆိုတာကတိုးစင်ဘာဒီယာရှိတဲ့ HM ဘောင်းကပို့သုံးလို့ရနိုင်တယ်ကွာဆိုပြီး message ပေးလိုက်တဲ့တဘောက तू နောက်နောက်ရရလို့ तू ပြောရတာဟုတ် ဟိုကောင်ကတော့တကယ်ရှက်စရာပါအထူးသဖြင့်တိုးစင်အတွက်ကတော့ရှက်စရာကြီးပေါ့နော်တိုးစင်ကိုတစ်ချိန်တည်းမှာပဲကစားပုံကောင်းလားလို့သတင်းတော်ကပြန်မေးတဲ့ချိန်မှာ HM ပုံမထက်တာနောက်နှားရရလို့ပြောသွားရဲဆိုတော့တိုးစင်အတွက်အချိန်နေမကောင်းအဲ့တော့ဒီပွဲမှာရှစ်ပွဲမှာအနာအနာရထားတဲ့ Forfana ကိုကျွန်တော်က HM ပုံနဲ့တွဲပေးထားတယ်သို့တော်များလည်းပဲ HM ပုံနေရာမှာချာလိုပါလည်းပြန်သုံးလိုက်တယ်ကျွန်တော်ကချာလိုပါရဲ့ပွဲပန်းမှုကိုကြည့်တာပေါ့နော်ပြီးတော့အဲ့လိုမျိုးတကယ်တော့ချာလိုပါဆိုရင်တော့ပိုကောင်းတဲ့ line up နှမျောဖို့ကောင်းတာ list network မှာချလို့ပါအောင်မသုံးသင့်ဘူးဗျ ghost တို့ပဲထည့်ရမှာအဲ့ဒါကိုချလို့ပါအောင်သုံးသုံးလိုက်တာတကယ်နှမျောဖို့ကောင်းတယ် achievement bomb နဲ့ agni ဘွဲမှာရှိနေရတဲ့အတိုင်းသူမသုံးလိုက်တာပေါ့နော်တကယ်ဆို right back မှာ achievement bomb ဖြစ်ဖြစ် ghost တို့ဖြစ်ဖြစ်ငစားလိုက်လို့ရှိရင်ဒီဘွဲကချလို့ပါ forwarder နဲ့အပြည့်အင်မီကန်လို့ရတယ်ဒါပေမဲ့ကျွန်တော် achievement bomb ထည့်ထားပေမဲ့လည်းအနည်းပြတော့အဲ့နေရာမှာချလို့ပါအောင်အပြောင်းလဲလုပ်နိုင်တယ်ကျွန်တော်ထင်တယ် barrier shield ကတော့ပေးမကန်တော့ဘူး cucurella တွေကတော့ကျွန်တော်တို့မတက်နိုင်ဘူး cucurella enzo fernandez ကဘလုံးမထုတ်လို့မရအောင်ပထမကျွန်တော်စဉ်းစားတယ်အန်ဇိုဖန်နန်ဒက်စ်ကိုထုတ်ပြီးတော့အန်ဒရီဆန်တိုးစ်နဲ့ ရူစီဂျင်းနှစ်ယောက်သွားမလားဘူးဒါပေမဲ့အသင်းဖောင်ကအခုတော့ပြတ်ချင်နေတာကိုင်စီတို့တယောက်မပါတဲ့အချိန်မှာတော့ပြတ်ချင်နေတဲ့အသင်းဖောင်ချယ်ဆီအသင်းအတွက်လုံးဝမရှိမဖြစ်လို့ပြောလို့ရတယ်အန်ဆိုဖာနန်ဒက်ဆိုသွားထုတ်လိုက်လို့ရှိရင်ပိုဆိုးသွားလိမ့်မယ်အဲ့ဖာဖာနာအချိန်ပောင်းအထိုင်ချတယ်ကူကူရယ်လာကိုဆက်ထားရတယ်မာလိုဂူစ်ကိုပွဲထွက်တယ်ပေါ့နော်မထွက်လို့ကလည်းမရတော့ရူစီဂျင်းခါမှာရူစီဂျင်းကိုကျွန်တော်ကဒါအန်ဆိုဖာနန်ဒက်ဆိုနည်းနည်းနောက်နောက်ဆင်းပြီးကံမယ်ပါမောက်ကျွန်တော်ပွဲစားတွေထည့်ထားတယ်ဘာလို့လဲဆိုတော့ဦးနာပြောသလိုဘုံပေါတဲ့ကူသမားပက်ထရိုဗစ်ကနည်းနည်းလေးမှားတတ်တယ်ပေါ့နော်မှားတတ်တဲ့အပေါ်မှာ သူ့ရဲ့ပက်ထရိုဖေးရဲ့ဒီလက်တံတိုးတာလည်းပါတယ်အဝေးကန်ချက်အဝေးတောင်းနေကိုလန့်ကန်လို့ရှင်ပါမာကန်နေကြထရိတ်မတ်နဲ့ဆိုချက်စီ900နိုင်တယ်အဲ့တော့ကျွန်တော်ပါမာကိုထည့်ထားတယ်ပယ်ရိုနယ်ဒိုဒီဘက်မှာပွဲစားရတဲ့တုံးထားတယ်အလက်ဂျန်ဒရိုကန်နာချိုလည်းကျွန်တော်ထည့်ပေးထားတယ်အရန်တော့ရှေ့ကိုမတက်မနဲ့ရှေ့တက်နောက်ဆင်းပေါ့နည်းနည်းလေးအခုနဘုံမောက်ရဲ့ဝင်ကာတွေနဲ့အပြိုင်နှွှဲရမှာဗျဘုံမောက်ရဲ့ဝင်ကာတွေက short လို့မရအောင်ကောင်းတယ်စီမန်ညူတို့ကကောင်းတယ်အဲ့ဒီပုံမှာသူတို့တိုက်စစ်ခံစစ်ကို light ကစားနိုင်မှရမှာကန်နာချိုတို့ တဝက်လောက်ယုံနိုင်မှုထက်တပွဲလုံးဒီပါခြေစွမ်းပြနိုင်မှုကြိုးစားတဲ့ပွဲမျိုးပါအဲ45မိနစ်မိနစ်60လောက်မှာတယောက်လဲတာကိုလည်းဒန်ဘက်တီကတိနေပြီ Estevao ကတော့ဒီပွဲမှာခဏ Mendel အရလည်းအနားပေးနေတယ် Leeds နဲ့နေရတာညီသွားနိုင်တဲ့ဟာမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ပါမာရှေ့မှာအထောင်မှာကျွန်တော်ရာအိုပက်ဒရိုပြန်ဖြုတ်ထားတယ် Chelsea တင်းနဲ့ပတ်သက်တဲ့တော်တော်များများအာနေရာတွေမှာတော့သူတို့ကရာအိုပက်ဒရိုတုံးတယ်ကျွန်တော် Delap ကိုပြန်ထည့်ထားတယ်တကယ်တော့ Chelsea တင်းရဲ့အဲ့ Delap ရာအိုပက်ဒရိုအထောင်လိုက်ချက်ကအားနေနေတယ် ်အမနျူရယ်အမကာကိစ္စကိုလည်းကျွန်တော်တို့စောင့်ကြည့်နေတယ် January transfer window စရင်ဘာဖြစ်လာမလဲချက်ကြည့်ရအောင်ဆိုတော့အဲ့မှာ Lian Club ကိုကျွန်တော်အထောင်ထားလာတယ်အဲ့ဒါကတော့ဘုံမောက်ရဲ့နောက်တန်းကနည်းနည်းလေး physical နဲ့တိုးလို့ရှင်ရော့တတ်တဲ့နောက်တန်းအဲ့ဒါကြောင့်မလို့ရာဘက်ဒရိုထက်ကျွန်တော် Club ကိုထားပြီးတော့နောက်ကတက်လာတဲ့ attacker တွေ goal သွင်းမယ်ဆိုတဲ့ပုံစံနဲ့လာတာပေါ့နော်ဒီလက်ကိုအထောင်ထားမယ်ပွဲထွက်ခွင့်ပေးမယ်ရာအိုပက်ဒရိုဘုနာအက်စတီဗာကိုဘရာဇီးအုပ်စုကိုအန်ဒရီဆန်တိုစ်သူတို့နောက်မှထည့်မယ်ပေါ့အဲ့လိုတွေးထားတာကျွန်တော် ဆိုတော့ချက်စီးတဲ့တိုက်စစ်ကပါမပြန်ပါလာပြီဆိုလို့ရှိရင်ကိုရနိုင်ငံရှိဟိုတနေ့ကသူတို့ကနှစ်ကိုးရှုံးကနေလိုက်ကန်ရလဲပါတယ်သူတို့ကပြရရှိဒီပွဲကပွဲစားတွေကသေချာ pre match plan ကိုပြင်မယ်နောက်တစ်ချက်က Enzo Maris ကတန်းတက်အသင်းနေတဲ့တွင်သူတို့ရဲ့ data analyst ပိုင်းအားနေတာလားသူ့ရဲ့ပြင်ဆင်မှုကအရန်အားနေတယ်ဒါပေမဲ့ဘုံပေါက်ကြတော့သူကရှေ့တွေမှာကန်မှုတယ်ဗျာအရာအိုလာနဲ့လည်းသူထိတဲ့တွေ့မှုတဲ့ပုံမှာဘုံပေါက်ရဲ့အထောက်သူတိသူတိရဲ့ဆိုဒီပွဲကတော့သူ့ရဲ့ pre match plan သူသေချာပြန်ပြီးတော့သေချာလာလိမ့်မယ်တဘော လစ်နဲ့ပွဲမှာရှုံးသွားမယ်မယ်ချယ်ဆီကဒီဘက်မှာဆက်ရှုံးနိုင်တဲ့အနေအထားမျိုးတော့ကျွန်တော်မမြင်ဘူးဆိုတော့ပြောရတာအဲ့လိုပဲဗျာဟုတ်ကျွန်တော်ကတော့ကျွန်တော်အသိဟိုအရင်ဒီမှာတော့ဟိုတစ်ယောက်ကတော့ပြောနေပြန်ပြီကျွန်တော်တို့ပြောဦးနာပြောခဲ့သလိုပေါ့ Pre match ကကျွန်တော်တို့ကခင်ဗျားတို့ခင်ဗျားတို့အာသီးရအောင်နေပြောပြောဘာပဲပြောပြောပေါ့ဗျာကျွန်တော်တို့ကတော့ကိုယ့်အလုပ်ကိုလုပ်နေမှာပဲ ိုယ်အသင်းပေါ်မှာလည်းကျွန်တော်တို့ကအရန် over confidence လည်းမဖြစ်ပါဘူးအေးဆေးပါပဲဒါပေမဲ့ပုံမှန်တိုင်းကျွန်တော်တို့က emotion ပါပဲခံမှန်းမှာဆိုတော့နှစ်ပွဲဆက်အရှုံးကတော့မဖြစ်နိုင်ဘူးကြနှစ်ပွဲဆက်ရှုံးသွားရင်လည်းဦးနာပြောသလိုကျွန်တော်တို့လည်းမတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ final budget ပေးတဲ့အခါမှာတော့ကျွန်တော်ကတော့ Chelsea အသင်းအရှုံးကိုကျွန်တော်ထပ်ပြီးတော့ရှော့အောင်ပါပဲဘောလုံးနှစ်ပွဲဆက်မဖြစ်နိုင်ဘူးဘုံမောက်ကအမှတ်လိုတယ်ဘုံမောက်ကတိုက်မယ်ဒါပေမဲ့ Chelsea ကအဲ့လိုမျိုးဖိအားဝင်တဲ့ပွဲဆိုနောက်ပွဲဆိုသူတို့ပြန်ရုံတတ်တာများတယ်ဒီပွဲထပ်ရှုံးလို့မရဘူးသူတို့လည်းသိတယ် ဆိုတော့ကျွန်တော်က final verdict ပေါ့နော် Estevaro နောက်ဝင်မယ်ကယ်ဆီလိုမရှိရဲ့ Chelsea တစ်ဖက်ကလည်းဘုံမအမှတ်လိုနေတယ်ဟုတ်ပြီအဲ့တော့ final verdict မှာကျွန်တော်က Chelsea တင်နိုင်မှု40ရင်းလို့ကျွန်တော်ပေးတယ် Chelsea အနိုင်ပါပါပူရှိတေကြဘူး30ရင်းလုံးရှိတယ်ဘုံမောက်နိုင်မှုလည်း30ရင်းလုံးကျွန်တော်ပေးလိုက်တယ်ဆိုတော့ရရင်တော့အတိတ်မကွာဘူး Chelsea နိုင်မှု40ရင်းလုံး ဘုံမောက်နိုင်မှု30ရန်တော့တရေကြဖို့30ရန်တော့အဲ့လောက်ကျွန်တော်ပြတယ်တော့ချယ်ဆီနိုင်ကြီးရှိတယ်နိုင်ဟုတ်နိုင်သွားနိုင်တဲ့ပွဲမျိုးသို့တော့တရေတော့တရေနဲ့အနိုင်ပုံစံမျိုးပေါ့ချယ်ဆီတင်းဇက်တိုက်ရှုံးမယ်လို့ကျွန်တော်မထင်ဘူးဒီလိုမျိုးရှုံးသွားရင်တို့ထပ်ပြီးတော့တို့ကိုတို့ဖိအားတင်လိုက်သူတို့ဖြစ်သွားမယ်တခုတော့ရှိကြပါပွဲထဲမှာအနီကက်တို့ပယ်နယ်တီတို့ဆိုတာတော့ကျွန်တော်တို့လည်းမတက်နိုင်ဘူးလေဟောဒီပွဲကတော့ချယ်ဆီတင်းမရှုံးနဲ့မရှုံးဘူးလို့ကျွန်တော်တို့ယူဆရတယ်ပွဲမျိုးအနိုင်ဆုံးတော့တို့တရေကတော့ကြာသွားနိုင်တယ်ပေါ့ဗျာ ဒါပေမဲ့ Chelsea ပါမလဲကူးပြန်ရပြီနိုင်သွားမလားဆိုတဲ့ဟာမျိုးကျွန်တော်တွေးပါတယ်ဟုတ်ကဲ့ပါညီကိုကျွန်တော်မနေ့ပြန်ကူးနိုင်ခွင့်မှာကစားမယ့်ပွဲမှာ Chelsea တင်နိုင်ချေများနေသေးတယ်လို့ယူဆပါတယ်မနေ့ပြန်မှာကျွန်တော်တို့ပွဲပြီးသုံးသပ်ချက်မှာဘယ်လိုပဲရလဲရှိနေပါစေမနေ့ပြန်တော့ကူးနိုင်ခွင့်ဆိုတော့အိတ်စီအကြောင်းလည်းမရှိဘူးပေါ့နော်ပြန်ဆောင်ကြမှာဖြစ်ပါတယ်ခင်ဗျအားလုံးမနှုတ်ဆက်ပါ